အေယာဝတီတိုင်းတာဝမြို့နယ်တဲကအလဲယာမြေပြဿနာတွေဖြစ်ရှင်းရမှာအာဂရိလိုက်စားမှုရှိတယ်ဆိုပြီးတော့ဒေသခံလက်သမားတွေကမြစ်စင်ရင်ဌာနကိုသွားရောက်ဆန္ဒပြခဲ့ကြပါတယ်ခွန်ဘတ်တာတင်ဆက်ပေးထားပါတယ်ရှင်ဒေသခံများချမ်းသာမှုမရှိပါ တာပေါင်းမြို့နယ်ကမြေစင်းဥစည်းဌာနဟာလေယာဉ်ပြဿနာတွေကိုဖြေရှင်းရမှာအာဂတိလိုက်စားမှုတွေရှိနေတယ်ဆိုပြီးလက်သမားအင်အားနေရာလောက်စုပေါင်းပြီးတရားဝင်ခွင့်ပြုခြင်းနဲ့မတ်လ10ရက်နေ့ကဆန္ဒပြခဲ့ကြပါတယ်။ဒေသခံပြည်သူတွေကနေရာလုပိုင်ကိုနေရာရှိကြတယ်။နေရာလုပိုင်ကိုရရှိဖို့ကြိုးစားတဲ့နေရာမှာလည်းခက်ခဲမျိုးတွေ့နေကြရတယ်။ပြီးတော့နောက်တစ်ချက်ကတော့ဒေသခံပြည်သူတွေကနေရာမှုကင်းပြဿနာတွေ ရှင်းလို့လင်းလို့မရပဲနဲ့ဝိညာဉ်မှုတွေဒွက်လိုက်မှုတွေဒါမျိုးတွေခုနကကြုံတွေ့နေရတဲ့အတွက်ကြောင့်ဆန္ဒပြမှုဖြစ်ပေါ်တာဒေသမားတွေဟာတပ်ပေါင်းမြုပ်နယ်မြို့နယ်အားကစားကွင်းအခြေကစားပြီးတပ်ပေါင်းမြုပ်နယ်မြေစင်းရုံနယ်ကန္နာလန်တလျှောက်မှာလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒထက်ဖို့ပွဲကိုတပ်ပေါင်းမြုပ်နယ်ကကျေးရွာအုပ်စု၈စုကလက်သမားတွေပါဝင်ခဲ့ကြပါတယ်။ဒီလိုကတော့အဲ့ဒီထွန်ချက်ကုန်းအဲ့ဒီမြေကြီးလိုမိုင်းလိုပြန်တောင်းနေစိုက်ပြူစားဖို့ စိုက်ပြီးဥသားတို့တောင်းတော့အဲအဲ့ဒီဥစည်းရမြေစည်းဥစည်းရလောက်ပြီမယ်လောက်ပြီမယ်နဲ့တစ်ခါမှမကြအဲ့ဒါလောက်ပြီမယ်လည်းပဲပြောနေတာလေသမားတွေလေယာမြေလောက်ပိုင်ခွင့်ရရှိရေးလေယာမြေပြဿနာတွေကိုအများဆုံးဖြေရှင်းဆောင်ရွက် ပေးရေးမြေစည်းရင်းဌာနရဲ့အကတိလိုက်စားမှုတွေပပျောက်ရေးစတာတွေကိုကြွေးကြော်ပြီးဆန္ဒပြခဲ့ကြပါတယ် လက်သမားတွေစုပေါင်းပြီးမြေစင်းဌာနကိုစံတာပြနေတဲ့ပေါ်နေပါသေးပြီးလက်သမားတွေရဲ့လုတ်ပိုင်ခွင့်တွေကိုဥပဒေပေါင်းအတွင်းကနေစံတာပြနေတာဖြစ်တဲ့အတွက်ဘာမှပြောစရာမရှိဘူးလို့လက်ထောက်မြေစင်းဦးစီးမှုကပြောပါတယ်ကျွန်တော်ခွန်ပါသားပါ